ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျကုမင်္ဂလာညကာစစ်စင်တာနဲ့ပြန်လည်ကျေးဇူးလိုက်ပါတယ်။ဟုတ်ကဲ့ကျွန်တော်စီမှာအတိတ်ထမှန်ရရှိရတဲ့ဖြူဖြူတတ်တန့်ကားလေးနှစ်စီးနဲ့အတိတ်ထမှန်မိတ်ဆက်ပေးပါမယ်ဗျ။ဒီကားလေးကဆိုတော့ကျွန်တော်တို့ China brand ရမှာ model မြင့်မြင့် brand မြင့်မြင့်စီးစင်ရတဲ့ကားချစ်သူအရှင်များအတွက် Soy A5 model 2020 engine power 15 cc နဲ့ရရှိမှာဖြစ်ပြီးတော့ဒီဘက်က Suzuki C ရဲ့ကားလေးကတော့ SKD brand ရမှာကျွန်တော်တို့လူကြိုက်အများဆုံးကားလေးတစ်စီးဖြစ်တဲ့ model 2019 engine power အနေနဲ့14 cc နဲ့ရရှိမှာဖြစ်ပါတယ်ဗျ။ โอเคကျွန်တော်ဒီကားလေးအတွင်းကလည်းကျွန်တော်ချက်ပြသိုက်မယ်ဗျโอเคဒါလေးကတော့ Soyuz A5 လေးအတွင်းကန်းလေးပဲဖြစ်တယ်ဗျ။ဟုတ်ကဲ့ကျွန်တော်အတွင်းကန်းထဲမှာဆိုရဲကျွန်တော်ကီလိုလေးကိုကျွန်တော်အရင်ပြရမယ်။ကီလိုလေးက9900။ဆိုတော့အတွင်းကန်းထဲမှာကျွန်တော်တို့ Auto Gear ကိုအသုံးပြုပေးတာလေ။ကျွန်တော်ဒီမှာဆိုလဲကျွန်တော် Snow Mood တွေပါမောင်းလို့ရမယ်။ကျွန်တော်တို့ Pushdas Smoky ကျွန်တော်ဖြစ်သွားမယ်ဗျာနော်။ကျွန်တော်တို့ Aircon တွေနေနေရတယ် Digital Aircon ဖြစ်သွားမယ်။ဒီမှာ Android TV ကျွန်တော်ပေါင်းမယ်ဗျာနော်။ โอเคကျွန်တော်ဘက်ကင်မရာလေးပဲဆက်ပြရင်မယ်ဟုတ်ကဲ့ဒီမှာပြဘက်ကင်မရာเนาะဒီမှာဘက်ကင်မရာလေးလုံးဝကြီးကြီးလင်းလင်းနဲ့ရမယ်ကျွန်တော်တို့အတွင်းကန်းထဲမှာဆိုလဲကျွန်တော်တို့ all letter စီကျွန်တော်ဖြတ်သွားတယ်ဗျာเนาะဆောအတွင်းကန်းထဲမှာကျွန်တော် all letter စီကျွန်တော်ဖြတ်သွားမယ်ကျွန်တော်နောက်ကမှဆိုလဲကျွန်တော်တို့ arrow letter နေရာပါလုံးဝချက်ချက်ဝုန်းဝုန်းနဲ့စီးနေနိုင်မယ့်ကာရီစီပဲဖြစ်ပါတယ်ဗျာဟုတ်ဒါလေးကတော့ကျွန်တော်တို့ soy a5 ရဲ့အတွင်းကန်းလေးကိုကျွန်တော်ပြသပြီးသွားတော့ဗောနော်ဒီမှာဗျာ ကျွန်တော် 3R Manley license နဲ့ရရှိမှာဖြစ်ပါတယ်ဗျဗော်ရီအနေနဲ့ဗော်ရီ2020 Innova 15C နဲ့ရရှိမှာဖြစ်ပြီးတော့ကျွန်တော်ဒီဘက်ကနောက်ထပ်တစ်စီးထပ်မံပြီးပြသရမှာ Suzuki C ရဲ့ကျွန်တော် SKD brand ရဲ့မှာလူကြိုက်များတဲ့ကားလေးစီးဖြစ်တဲ့ Suzuki C ရဲ့ရန်ကုန် license ဗော်ရီ2019 Innova အနေနဲ့15 4CC ကားလေးရဲ့အတွင်းကလို့ကျွန်တော်ပြသရမှာဗျာနော်ဒီရော Suzuki C ရဲ့အတွင်းကလေးဗျာနော်ကျွန်တော်ကီလိုလေးကိုကျွန်တော်ရေးကြိုင်းမယ်ကီလိုလေးအနေနဲ့ရတယ်ကီလို၄000ကိုတော့ဗျကီလို၄000ကိုတော့ တော်အော်တိုဂီယာကိုကျွန်တော်ဒီမှာအသုံးပြုပေးတာပဲဗျ။ဒီကားလေးလည်းကျွန်တော်တို့ Pulsar Smart ကြီးပဲဗျ။ Model Megadesi ပြောရမယ်။ Pulsar Smart ကြီးဒီကားလေးอ่ะဆိုတော့ကျွန်တော် Android TV ပေါ်မှာပါတော့ဗျ။စီးရက်ကတော့လူကြိုက်လူသိများတဲ့ brand တစ်ခုဗျ။ကျွန်တော်ဒီနောက်မှာဆိုရင်လည်းကျွန်တော်တို့ဒီအပေါ်မှာကျွန်တော် Bucket မှာကျွန်တော်ပေါအောင်မယ်เนาะ။ဒီမှာ Bucket မှာပေါအောင်မယ်။ကျွန်တော်ဒီမှာကျွန်တော် Android TV လေးကကျွန်တော်တချို့ပြင်ဆင်နေတဲ့လူတွေအတွက်လည်းလုံးဝရှင်းလို့ရတယ်ဗျာเนาะ။ ဟုတ်ကဲ့ဒီစီးရလေးကဒါစီးရလေးဆိုရင်စလုံးကားလေးပြသွားတဲ့အတွက်ကြောင့်လို့လေသူကအရွန်လရွန်နေပါလုံးဝချင်မယ်ပါတစ်ခုပါစီးရလေးပူကောင်းရလဲဆိုတော့ကျွန်တော်ဒီမှာပေါ့နော်ဟိုဘယ်လိုပြောရမလဲဒူကောင်းအေကုန်းလေးပဲကျွန်တော်ပါပါမယ်အောက်မှာဒီမှာလက်ဘောလေးတစ်ခုကျွန်တော်ထပ်ပါပါမယ်ဗျာနော်ကျွန်တော်တို့သူ့ရဲ့ကာကာဂိုစပီးကိုကျွန်တော်ဆက်ပြထားမယ်ဗျာဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်အခုပြသပြီးသွားတာစကီစီးရနဲ့ကျွန်တော်တို့ China brand နဲ့မှာ model မြင့်မြင့်ကျွန်တော် brand မြင့်မြင့်စီးချင်ကြတဲ့ကာကြည့်သူမိတ်ဆွေများအတွက် Soy A5 ကားလေးကိုကျွန်တော်ပြသပေးသွားတာဖြစ်ပါတယ်။ဟုတ်ကဲ့ဒီနှစ်စီးတော့ကျွန်တော် model လဲမြင့်တယ်လူကြိုက်တယ်များတယ်လူငယ်အကြိုက်ကားလေးနှစ်စီးပြန်တော့ကျွန်တော်ပြသပေးသွားတာပြပြပွေးပွေးလေးကားလေးနှစ်စီးပဲဖြစ်ပါတယ်ဗျ။ဒါဒီကားလေးနှစ်စီးကိုရောင်းချမဲ့ဇင်းလုံးလေးရတော့ဒီဘက်က Soy A5 Pro Model 2020ကားလေးကိုကျွန်တော်တို့985သိန်းမှာညှိနှိုင်းပြီးတော့ရောင်းချမှာဖြစ်ပါတယ်ကျွန်တော်ဒီဘက်ဘေးက လူကြိုက်အများဆုံးကားလေးတစ်စီးဖြစ်တယ် Suzuki CX ကားလေးကိုတော့ကျွန်တော်တို့သိန်း930နဲ့မှ5သိန်းမှကျွန်တော်ညှိနှိုင်းပြီးတော့ရောင်းချမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ဒီကားလေးနှစ်စီးကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ကမ္ဘာကမြန်မာကားစစ်စင်တာမှာမြင့်မြင့်ကြီးရှုလာရောက်စစ်စစ်ဝယ်ယူနိုင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျ